ညိမ့်မြို့ဘက်ကနေတဏီတာယီဘက်ကိုရိတ်ခါပို့ပြီးပြန်လာတဲ့စက်ကော့စီရင်နန်းကိုတွန်လန်ရဲတပ်တွေကတရက်အတွင်းနှစ်ကြိမ်တက်ခိုက်ခဲ့တယ်လို့တွန်လန်ရဲတပ်ဖွဲ့တွေနဲ့ဒေသခံတချို့စီကသိရပါဗျ။မလ29ရက်နေ့မှာတဏီတာယီမြို့နယ်ကစက်ကော့စီတပ်ရင်းတွေကိုရိတ်ခါပို့ဖို့မြိတ်ဘက်ကလာတဲ့ကာလီစီပါရင်နန်းကိုရမ်းဖို့ရွာမှာစောက်ဆိုင်တက်ခိုက်ခဲ့တယ်လို့တွန်လန်ရဲတပ်ဖွဲ့ဝင်တွေကဆိုပါဗျ။ အဲ့ဒီစက်ကောက်စီတက်အရင်တည်းဟာခမရ996တန်ရင်အမှတ်336အမြောက်တက်နဲ့ခမရ99ခေါ်တန်ရင်တွေကိုရိတ်ခါလာဖြီးတဲ့ကားတွေလို့ဆိုပါတယ်။စက်ကောက်စီကားလေးစီဟာတနေ့တိုင်းမြို့နယ်ကတန်ရင်တွေကိုရိတ်ခါပို့ပြီးအပြန်မနက်10နာရီဝန်းကျင်မှာတော်လန်ရေးတက်တွေကပထမအကြိမ်တက်ခိုက်တဲ့နေရာမှာပဲထပ်တက်ခိုက်ခဲ့တယ်လို့တော်လန်ရေးတက်တွေနဲ့နီးစပ်သူတူကဆိုပါတယ်။ အဲ့ဒီစက်ကောက်စီတက်ရင်တန်းကိုရန်ဖိုးရွာကံပါနာမဘိုခရင်တပ်ဖွဲ့နဲ့တော်လန်ရေးတပ်ဖွဲ့တွေကပူးပေါင်းတိုက်ခိုက်ခဲ့တာပါတိုက်ပွဲမဖြစ်ခင်မှာဇဝဲအခြေဆိုင် ခမရ996ကလမ်းကင်းတွေခြားထားသလိုစက်ကောက်စီတက်နဲ့အမှတ်336အမြောက်တပ်ကလည်းလက်နက်ကြီးနဲ့ပြက်ခတ်တိုက်ခိုက်ခဲ့တယ်လို့ဆိုပါတယ်ရန်ဖုံရွာမှာတိုက်ပွဲရစ်ဆက်ဖြစ်ပွားနေလို့ဒေသခံတွေရွာလုံးကျစပေးရှောင်နေရပါတယ်